ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်လဲစသုံးရတဲ့အရာလေးပေါ့နော်ကျွန်တော်ဒီနေ့ပါဝင်စီစဉ်လို့တယ်လို့ဒီစာအုပ်ကိုစဖတ်လိုက်တဲ့အခါမှာလေအဖဖျားဒီတဲ့တားတော်ယေရှုခရစ်တော်အတွက်တို့သမီးပြင်ဆင်လျက်နေတယ်ဒီထဲမှာဘာတွေ့ရလဲဆိုအဖဖျား အဖဖီးယားဖြစ်တဲ့ခမီးတော်ကဘုဒ္ဓအတွက်တတို့သမီးကိုပြင်ဆင်ပေးနေတယ်လဲဆိုတော့တားတော်ယေရှုခရစ်တော်အတွက်တတို့သမီးကိုပြင်ဆင်ပေးတယ်။ဒါဆိုရင်ဒါကိုဖတ်လိုက်တာနဲ့တတို့သမီးတယောက်ကိုပြင်ဆင်ပေးနေတဲ့အဖဖီးယားရဲ့အကြံအစီရည်ရွယ်ချက်ထဲမှာကျွန်တော်တို့ရှိနေတယ်ဆိုတာကို မမေ့ဖို့အရန်အရေးကြီးတယ်အာမင်ဒါကြောင့်အောက်မှာဆက်ဖတ်တဲ့အခါမှာလေ तू ကအမှားစကားအရန်အရေးကြီးတယ်စအုပ်တအုပ်လုံးရဲ့ तू ကအချုပ်ဖြစ်တယ်ဒါလေးကိုတစ်ကြောင်းတစ်ကြောင်းလေးနဲ့ဒီအထဲမှာဘာစားတုံးရမယ်ဆိုတာကိုကျွန်တော်တို့ကိုတဘောပေါက်နားလဲစေတယ်လေဒီမှာဘာဆက်ပြောလဲဆိုရင်ပြင်ဆင်ခံရတော့တို့တမီဒီတဲ့ဘာတူလဲခုနပြောပြီးပြီအဖဖျားက တားတော်ယေရှုခရစ်တော်အတွက်တတို့တမီကိုပြင်ဆင်ပေးနေတယ်လို့ပြောထားပြီးဖြစ်တော်ကြောင့်ပြင်ဆင်ခံရတဲ့တတို့တမီကဘယ်သူလဲတဲ့။နော်ပြင်ဆင်ခံရတဲ့တတို့တမီဟာတဲ့မိမိကိုယ်တိုင်ဖြစ်တယ်။အာမင်။ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်း ခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံတဲ့သားသမီးတယောက်ချင်းစီတိုင်းကပြင်ဆင်ခံရတော့တတို့သမီးဖြစ်တယ်ဆိုတာကို မမေ့စေချင်ပါဘူးတတို့သမီးမှန်ပါတယ်နော်ဒါပေမဲ့တတို့သမီးတိုင်းဟာတတို့သားဖြစ်တဲ့ခရစ်တော်ကိုလက်ထက်ခွင့်ရှိပေမဲ့ တတို့သမီတိုင်းကခရစ်တော်ကိုလက်ထပ်မှာမဟုတ်ခရစ်တော်နဲ့လက်ထပ်မှာမဟုတ်ဘာပြောချင်တာလဲနည်းနည်းလေးကျွန်တော်ပြောချင်ပါဒီထဲမှာတတို့သမီတိုင်းကိုဖခင်ကအခွင့်ရေးပေးတယ်ဘာအခွင့်ရေးလဲဆိုရင်တတို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ထပ်ဖို့ရန်အတွက်အခွင့်အရေးပေးတယ်တို့သမီတိုင်းအခွင့်ရေးရတယ် ဘဒူတွေကပဲတတို့သားဖြစ်တဲ့ခရစ်တော်ကဘဒူတွေကိုပဲလက်ထပ်မလဲဆိုရင်ဒီနေ့ဒီစာသုံးခြင်းထဲမှာကျွန်တော်တို့တောက်လျှောက်ကြည်လာတဲ့အခါမှာမိမိကိုကိုပြင်ဆင်ခြင်းခံတော့တတို့သမီးကပဲတတို့သားလာရောက်ခေါ်ဆောင်တဲ့အခါမှာပါသွားမှာဖြစ်တယ်ဘဒူတွေမပါဘူးလဲဆိုရင် သူတို့တမိဖြစ်တယ်နော်ဘူးတွေမပါဘူးလဲဆိုရင်မိမိကိုကိုပြင်ဆင်ခြင်းမရှိတော့သူထပ်ပြောမယ်သူတို့သားအတွက်အစင်တင်မဖြစ်တော့သူကမပါထပ်ပြောခြင်းတဲ့ဒီထဲမှာဘာကြောင့်သူတို့သားကသူ့ရဲ့သူတို့တမိကိုလာခေါ်ရတာလဲလို့ပြောတဲ့အခါမှာအပေါ်မှာအပေါ်မှာ ဝယ်ဒင်ရှိတယ်သိုးတငယ်မင်္ဂလာဆောင်ပွဲရှိတယ်အဲ့ဒီသိုးတငယ်မင်္ဂလာဆောင်ပွဲထဲမှာဝင်ဖို့ရန်အတွက်မိမိကိုကို ပြင်ဆင်တော်သူ ဖြစ်ဖို့အရန်အရေးကြီးတယ်ကျွန်တော်ဒါလေးကိုတစ်ချက်ဖတ်ချင်တယ်เนาะဗျာဒိတ်အခန်းကြီး16အပိုက်ငယ်9ကနေစဖတ်ချင်တယ် ငါတို့ဒီတဲ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့ဂုံတော်ကိုချီးမွမ်းကြကုန်အံ့အကြောင်းမူကားတိုးတငယ်ဤမင်္ဂလာဆောင်ပွဲကိုခံချင်ရှိပြီအာဩဇာကောင်းပါလေဗျာဒိတ်ကျန်နောက်ဆုံးမှเนาะကျွန်တော်တို့အားလုံးတိုးတငယ်မင်္ဂလာဆောင်ပွဲခံချင်ရှိပြီဆိုတာကိုမမေ့ပါနဲ့ မမေ့ပါဘူးဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အတ္တတာအထယ်ထဲမှာတရကြရင်အတို့သားဖြစ်တဲ့ခရစ်တော်နဲ့မင်္ဂလာဆောင်ပွဲနော်ခုနဖတ်သွားတဲ့အတိုင်းပဲတိုးတငယ်မင်္ဂလာဆောင်ပွဲခံချင်းရှိပြီဝမ်းမြောက်ရမယ့်အချိန်ရှိပါတယ်ကျွန်တော်တို့ရှိပါတယ် အဲ့ဒီမင်္ဂလာပွဲကိုဝင်တဲ့သူကဘလို့လဲလို့ပြောတဲ့အခါမှာဆက်ပြီးဖတ်တဲ့အခါမှာသူ့ရဲ့မိန်းမအဲ့ဒါမိန်းမလို့ပြောတဲ့အခါမှာခုနပြောတဲ့ယုံကြည်သူတတို့သမီးကို ပြောခြင်းဖြစ်တယ်အဲ့ဒီမိန်းမကဘလို့မိန်းမလဲဆိုရင် ကိုကိုတစားစင်ပြီပြောကြည့်ပါဦးမလဲကိုကိုတစားစင်ပြီ မိမတယောက်အနေနဲ့မင်္ဂလာပွဲအတွက်ဘလောက်အထိသူ့ကိုယ်သူပြင်ဆင်ရတယ်ဆိုတာမင်္ဂလာပွဲကိုဝင်ဘူးတဲ့သူတွေကောင်းကောင်းတဘောပေါက်တယ်။အော်စာကျင်တိုင်းမစားဘူး။သူခမရချိုးချံချွေသားပြီးမှနော်သူကိုခန္ဓာထဲမှာဒါမြင်ရတဲ့အရာကမမြင်ရတဲ့ဝိညာဉ်အရာကိုလဲစကားပြောခြင်းဖြစ်တယ် မမြင်ရတဲ့ဝိညာဉ်အရာကိုလည်းစကားပြောခြင်းဖြစ်တယ်။သူ့ရဲ့မိမဒီကိုကိုတစားစင်ပြီ။နော်ဒီနေ့ကျွန်တော်တို့တရားချင်းစီတိုင်းတို့သမီးတွေကကျွန်တော်တို့ကတို့သားဖြစ်တဲ့ခရစ်တော်အတွက်တစားစင်တော်တို့သမီးတွေဖြစ်ဖို့လိုအပ်တယ်။ခုနပြောခဲ့ပြီးပြီ။ဘသူကပြင်ဆင်ပေးနေတာလဲ။ဘသူကတစားစင်ပေးနေတာလဲ။ အဖဖရာကိုတော်တိုင်ကသူ့ရဲ့သားအတွက်ပြင်ဆင်ပေးနေတာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တို့သမီးဟာသူ့ရဲ့မိမဒီကိုကိုတစားဆင်ပြီလို့ပြောတော့ကြောက်ကိုကိုပြင်ကိုကိုကိုမိမိကိုကိုပြင်ဆင်ခြင်းလည်းမရှိဘူးတစားဆင်ခြင်းလည်းမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အသက်တာအထက်ထဲမှာဘယ်လိုလို့ ဘယ်လိုလုပ်သခင်ရဲ့ wedding ထဲမှာကျွန်တော်တို့ဝင်ပါမလဲအဲ့ဒါနဲ့ပတ်သက်ပြီးမှဇမျက်နာ23ရောက်လာတဲ့အခါမှာတတို့သမီးကို ပြင်ဆင်တစားဆင်တဲ့ဥစ္စာကိုမြင်ရမှာဖြစ်တယ်ခရစ်တော်ရဲ့တတို့သမီးကိုတဲ့စင်မြန်းသောတစားများမှာတဲ့ဒီထဲမှာအချက်เนาะနည်းနည်းရေးထားပေးတာကိုကျွန်တော်ဖတ်ချင်တယ်ပထမတစ်ချက်ကဘာပြောလဲဆိုချီးမွမ်းခြင်းအဝတ်တစားအာမင် ဘုရားသားသမီးတွေကျွန်တော်တို့ရဲ့အသက်တာမှာနှုတ်ရပါဇက်ကနေအမြဲတမ်းထွက်ရမယ့်အရာကချီးမွမ်းခြင်းအဝတ်တစားချီးမွမ်းခြင်းအဝတ်တစားကနေရမရွေးဘူးအချိန်မရွေးဘူးကောင်းတဲ့အချိန်မှာပဲဘုရားကိုချီးမွမ်းရတာမဟုတ်ကိုမတွေ့ကြုံကျင်တဲ့အချိန်နေရောက်တဲ့အခါမှာလဲဘုရားကိုချီးမွမ်းတတ်တဲ့သားသမီးတွေဖြစ်ပေါ်လာတယ် ဒီနေ့အဲ့ဒီဒစာစင်ပေးခြင်းကိုကျွန်တော်တို့ကခံယူဖို့လိုအပ်တယ်နော်ဒီနေ့ကျွန်တော်တို့ကိုကျွန်တော်တို့မေးရကျွန်တော်ဘာကိုဒစာစင်နေချီးမွမ်းခြင်းအဝတ်ဒစာကိုစင်နေတာလားတမ္မမဟုတ်ညီးသွားခြင်းအဝတ်ဒစာကိုစင်နေတာချီတော်မီတာစုညီးသွားခြင်းကဘုသူအရန်ကြိုက်တယ်လဲဆိုရင်စာဒမနက်ကအရန်ကြိုက်တာညီးသွားလေလေအမလေးပျော်လေလေ ကလီလီဘုဒုလေစတ္တမနစံကျင်ဘက်ကိုထပ်ပြောချီမွန်ကြီးအဝတ်တစားဆင်တဲ့အခါကျတော့ဖယားကအယံဝမ်းသာတယ်သူတောင်းအငိမ်မနေနိုင်ဒါကျွန်တော်တို့သိတာပဲလေတမန်တော်ဝတ္ထုထဲမှာဖတ်တဲ့အခါမှာဟလာပေါလုနဲ့တီလာ ဧဝံဂေလိတရားဟောလို့ဖန်စီခြင်းခံရတဲ့ထောင်တွင်းခြင်းခံရတဲ့အခါမှာညတကောင်တဲ့တကောင်ရန်အချင်းလို့ပြောတာဖယားတခင်ကိုဆုတောင်းပတနာပြုယုံကောက်ချီးမွမ်းလိုက်တဲ့အခါကျတော့အမလီပြောမနေနဲ့ဖယားဝမ်းတာလွန်းလို့သူတို့နဲ့အတူဖယားတခင်ကဘာဖြစ်လဲ အမလေးအတူတကွရောက်လာတာရောက်လာပြီးမှချီးမွမ်းခြင်းအလဲမှာစံပယ်တော်မူသောဖယားလွမြောက်ခြင်းလေးခံစားရလွမြောက်ဖို့အတွက်သူတို့ချီးမွမ်းတာမဟုတ်ဘူးနော်အဲ့ဒါတီးဖို့လိုတယ်ဒီနေ့ကျွန်တော်တို့ကပြောင်းပြန်ပြီးပြောတာမင်းလွမြောက်ချင်လားချီးမွမ်းလိုက်သူရဲ့ချီးမွမ်းတာကဘာလဲဆိုရင်လွမြောက်ဖို့အတွက်ပေါလုနဲ့တီလာကလွမြောက်ဖို့သူတို့ချီးမွမ်းတာမဟုတ် သူတို့ရဲ့အသက်တာထဲမှာအသက်ပြီးပြီးမှကဲတင်တဲ့ဖျာသူတို့ကိုဖျားရဲ့တာသမီသူတို့ရဲ့အသက်တာထဲမှာကိုရောကိုရောဟာကျွန်တော်တို့အတွက်ကားတဲ့ပေါ်မှာအသေးခံတယ်အသွေးသွန်းတယ်တေးချင်းကနေရှင်ပြန်ထမြောက်တဲ့ဖျားရဲ့မြတ်တာကိုခံစားရလွန်းလို့အဲဒီအထဲမှာချီးမွမ်းခြင်းတစားအော်စရာကောင်းတယ်နော်အဲ့ဒီချီးမွမ်းခြင်း အလယ်မှာစံပယ်တဲ့ဖရာကသူကိုယ်တိုင်ရောက်လာတဲ့အခါ changes ဖြစ်သွားတယ်အာမင်ချီးမွမ်းခြင်းတစားဒီနေ့ယုံကြည်သူသားသမီးတွေရဲ့တရမှာစတ္တမနအလဲထိုးတဲ့အရာကချီးမွမ်းခြင်းတစားထဲမှာညှင်းညူခြင်း ပြစ်တင်ခြင်းကဲရဲ့ခြင်းရှုံးချခြင်းတစားကိုယုံကြည်သူတွေရဲ့အသက်တာထဲမှာမတိမတလေးနဲ့ကျွန်တော်တို့ကိုဘာဖြစ်နေလဲအလုတ်လုတ်နေတာကိုကျွန်တော်တို့မြင်ပြီးမှ အဲ့ဒီအရာဒီထဲမှာကျွန်တော်တို့ကနတ်ဆိုးရဲ့လောက်ရက်ကိုမြင်ပြီးမှတခင်ဖျားကို နေရာမရွေးအချိန်မရွေးချီးမွမ်းခြင်းအဝတ်တစားနဲ့ကျွန်တော်တို့ချီးမွမ်းတတ်တော်သားသမီးတွေဖြစ်ဖို့လိုအပ်တယ်အာမင်တင့်တယ်ခြင်းအဝတ်တစားတင့်တယ်ဘာလို့ပြောရလဲအတွင်လှပတင့်တယ်ခြင်းကျွန်တော်ခုနဗျာဒိတ်၁၉ကိုဆက်ဖတ်သွားမှာเนาะ ဒီမှာဗာပြောလဲရှေ့ရောက်လာတဲ့အခါမှာเนาะထိုမိမ့်မဒီတဲ့စင်ကြယ်ပြောင်းလက်တော့ပိတ်ချောအာမင်ကျွန်တော်နောက်ကနေလိုက်ဆိုပေးပါเนาะမိုက်ဖွင့်စရာမလိုပါဘူးထိုမိမ့်မဒီစင်ကြယ်ပြောင်းလက်တော့ပိတ်ချောကိုဝစ်စင်ရတော့အခွင့်ကိုရဤထိုပိတ်ချောကတန်ရှင်းသူတို့ရဲ့ဖြောင့်မတ်ခြင်းဖြစ်သည်တည်း အာမင်ဒီထဲမှာစင်ကြယ်ပြောင်းလက်တော်ပိတ်ချောတဲ့အဲ့ဒီစင်ကြယ်ပြောင်းလက်တဲ့ပိတ်ချောကဘာပိတ်ချောလဲလို့ပြောတဲ့ခါမှာမင်္ဂလာဆောင်ပွဲခမ်းမထဲကိုဝင်ရတဲ့ပိတ်ချောအဲ့ဒီပိတ်ချောကဘသူတွေဝေ့ရတယ်လဲဆိုတဲ့အခါမှာခုနပြောတဲ့ဖယားရဲ့တစားစင်ပီးခြင်းကိုခံရတော့သူတွေကနေ့တိုင်းဖယားက တတို့သမီးရဲ့အတ္တတာအထဲထဲမှာတစားစင်ပေးခြင်းကိုဝန်ခံတဲ့သူထပ်ပြောမယ်အဲ့ဒီမိမကဘလို့မိမလဲဆိုအောင်မြင်တော်သူထပ်ပြောမယ်ဖခင်ရဲ့အသက်ထဲမှာတဘောတဘာဝထဲမှာဖခင်ရဲ့အသက်ထဲမှာကြီးထွားတော်သူရင့်ကျက်တော်သူထိုမိမဒီတဲ့စင်ကြယ်ပြောင်းလက်တော်ပိတ်ချောအအောင်စရာကောင်းပါတယ်နော် အဲ့ဒါမင်္ဂလာပွဲဝင်တဲ့ပိချော်ခုနเนาะအထက်အောက်မှာကျွန်တော်ဖတ်ခဲ့ပြီးပါပြီဝိရတော်အခွင့်ကိုရှိတယ်ထောအဲ့ဒီပိချော်ဟာတဲ့တန်ရှင်းသူတို့ရဲ့ဖြောင့်မတ်ခြင်းဖြစ်တည်းအဲ့ဒီပိချော်ကဘာတဲ့လဲတန်ရှင်းသူတို့ရဲ့ဖြောင့်မတ်ခြင်းကျွန်တော်တို့ရဲ့အသက်တာမှာဖြောင့်မတ်ခြင်းလို့ပြောရင်တောင်နှမျိုးနှစားရှိတာကိုသိဖို့လိုအပ်တယ် အပြင်မှာဝှစ်ချုံပေးတဲ့ဖြောင်းမတ်ခြင်းကကဲ့တင်ခြင်းအတွက်ဒီမှာကျွန်တော်တို့ကိုစင်ပေးနေတဲ့စင်ကြယ်ပြောင်းလက်တော်ပိတ်ချောကမင်္ဂလာဆောင်ပွဲတက်ဖို့အတွက်လှုပ်ပေးနေတဲ့ပိတ်ချောအဲ့ဒီပိတ်ချောကတန့်ရှင်းသူတို့ရဲ့ဖြောင်းမတ်ခြင်းအဲ့ဒီမှာရေးထားတဲ့ဖြောင်းမတ်ခြင်းကအတွင်းဖြောင်းမတ်ခြင်းကိုပြောတာ ဖယားရဲ့ဖြောင်းမတ်တဲ့အတိုင်းကျွန်တော်တို့ကိုဖြောင်းမတ်စေတာဖယားတန့်ရှင်းတဲ့အတိုင်းကျွန်တော်တို့ကိုတန့်ရှင်းစေနေတာအဲ့ဒီအရာကိုကျွန်တော်တို့ကခုနပြောတဲ့ဖယားရဲ့တစားစင်ပေးခြင်းကိုခံရတဲ့အခါမှာကျွန်တော်တို့ရဲ့အသွင်းကဘာဖြစ်လာလဲကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့ရဲ့အဖဆုံလင်တကယ်တို့တင်တို့ဒီဆုံလင်ခြင်းရှိကြလောအဲ့ဒါမတဲငားမှာပြောထားတာအဲ့ဒါအသွင်းတစားစင်ပေးတာ အစင်ကျဲပြောင်းလက်တော်ပိတ်ချောအာမင်တကြောင်တဲ့ကောင်းကင်တမန်တော်ကလည်းတဲ့တိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲတို့ခေါ်ဖိတ်ခြင်းအဲ့ဒါဆက်ဖတ်သွားတာနော်တိုးတငယ်မင်္ဂလာဆောင်ပွဲတို့တဲ့ခေါ်ဖိတ်ခြင်းခံရတော့သူတို့ဟာမင်္ဂလာရှိကြ၏တဲ့အာမင်မင်္ဂလာပွဲတက်ခွင့်ရတဲ့သူဟာမင်္ဂလာရှိတယ်တဲ့နော်ဒါဆိုရင်မင်္ဂလာပွဲတက်ခွင့်မရတဲ့သူရှိတယ်ဆိုတာကျွန်တော်သိဖို့လိုအပ်တယ် ။ဒါကြောင့်အခုကျွန်တော်တို့စာမျက်နှာနဲ့7ကိုကျွန်တော်တွားလိုက်မယ်။နည်းနည်းလေးเนาะထပ်ပြောလိုက်။အသွင်းเนาะလှပတင့်တဲ့ခြင်းကိုဖခင်ကကျွန်တော်တို့ကိုတစားဆင်ပေးနေတယ်ဆိုတာဒုတိယတစ်ချက်။တတိယတစ်ချက်မှာပါပြောလေ။ရွှေဖြစ်ချဲလဲတော့အဝတ်တစားရွှေရွှေဆိုတာဖခင်ပဂတိကိုပြောတာ။ဖခင်ပဂတိကျွန်တော်တို့ရဲ့အတ္တအแทးแท้မှာ ိုးပွားလာဖို့ရန်အတွက်ဖရာကိုယ်တိုင်တစားဆင်ပြီးနေဖရာရဲ့တဘောတဘာဝဖရာပဂတိဒီနေ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာရွှေဆိုတာဖရာရဲ့ပဂတိဖြစ်ခြင်းကိုပုံဆောင်တာဖြစ်တယ်ဒီနေ့ဖရာရဲ့တဘောတဘာဝကကျွန်တော်တို့ရဲ့အတ္တတာထဲမှာတိုးပွားလာတဲ့အခါမှာဖရာကိုယ်တိုင်ကကျွန်တော်တို့အထဲမှာဘာလို့ပြီးနေတယ်လဲဆိုရင်ရွှေကပ် ပေးနေတယ်လို့ပြောလို့ရကျွန်တော်တို့နေ့တိုင်းရွှေကက်ခံတော်သားသမီးတွေဖြစ်ဖို့လိုအပ်တယ်ဖခင်ရဲ့တဘောတဘာဝနဲ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာနေ့တိုင်းတိုးပွားဖို့ရန်အတွက်ဖခင်ကကျွန်တော်တို့ကိုတန့်ရှင်းစင်ကြယ်စေနေတယ်ဖြောင့်မတ်စေနေတယ်ကောင်းမြတ်စေနေတယ်အဲ့ဒီတစ်ခုချင်းစီတိုင်းကို ကျွန်တော်တို့ရဲ့အတ္တတရမှာ ကျွန်တော်တို့ကခွင့်ပြုဖို့လိုအပ်တယ်။ကိုယ့်ရဲ့စိတ်တဘောထားကပောက်ကွဲခြင်းနဲ့ဒေါရထွက်ခြင်းနဲ့တပိမဲ့အဲ့ဒီနေရာမှာဖခင်ကသူ့ရဲ့နှူးညံ့ခြင်း၊သိမ်မွေ့ခြင်း၊စိတ်ရှိခြင်းနဲ့ကျွန်တော်တို့ကိုရွှေကပ်ပေးတာကိုကျွန်တော်တို့ကဝန်ခံရတယ်။အဲ့ဒီတရားစင်ပေးခြင်းကိုကျွန်တော်တို့ကလက်ခံရတယ်။ဒါကြောင့်တတော်သမီးတိုင်းက သခင်ရဲ့တစားစင်ပြီးခြင်းမခံရဘူးဆိုရင်ဘလို့မျိုးကျွန်တော်တို့လှပတင်တယ်လားမလဲပြောပါဦးဘလို့မှမတင်တဲ့တချို့ဒီနေ့ခရိယာနေပါဖြစ်လေသခင်ရဲ့လှပခြင်းတစားစင်ပြီးခြင်းမခံရတဲ့အခါမှာဘလို့မှမလှပနိုင်လောကအရာနောက်ပဲလောကနေပဲဖြစ်လေတဟဆာတာတွေဖြစ်လို့ဘလို့အစဉ်ပြေပါမလဲဒီနေ့ဖျားကိုတော်တိုင်ကကျွန်တော်တို့ကို ရွှေဖြစ်ချဲလဲတဲ့အဝတ်တစားကိုရှင်ပေးနေတယ်။နောက်တစ်ချက်လေဘနိုအမွေးအကြံအဝတ်တစား။အိုးကောင်းလိုက်တာနော်။ဒါနှစ်ကောနှစ်14 15ကောရိန္ဓုဩဝါဒစာဒုတိယစာအခန်းကြီးနှစ်14 15မှာနော်။အမွေးအကြံလို့ရေးထားတယ်။ခရစ်တော်ရဲ့အမွေးအကြံကျွန်တော်တို့အဖြစ်အယက်တကာထဲမှာတဲ့နှံ့ပြဖို့အတွက်ဖခင်ကကျွန်တော်တို့ကိုထပ်ထားတယ် ကျွန်တော်ရဲ့အမွေးကြံမပြောခရစ်တော်ရဲ့အမွေးကြံအာမင်အဲကြောင့်ခုနပြောတာပေါ့ခရစ်တော်ကိုယ်တော်တိုင်ကကျွန်တော်အထဲမှာတစားစင်ပေးခြင်းကိုကျွန်တော်လက်မခံမတော့ဘလို့ကျွန်တော်အထဲကနေသခင်ရဲ့အမွေးကြံထင်ရှားမယ်ဘလို့မှမထင်ရှားနိုင်ကိုယ့်ရဲ့အတ္တဇာတိသွေးသားပဲထင်ရှားပြီးမှအော်ဂလီဆန်နန်ဇော် ဘလို့မှအဆင်မပြေနောက်တစ်ချက်ကိုဆက်သွားလိုက်မယ်ဖြောင်းမတ်ခြင်းအဝတ်တစားခုနကျွန်တော်ပြောပြီးပြီဖြောင်းမတ်ခြင်းထဲမှာအပြင်ဖြောင်းမတ်ခြင်းရှိသလိုအတွင်ဖြောင်းမတ်ခြင်းခုနပြောတဲ့စင်ကြယ်ပြောင်းလဲတော်ပိတ်ချောအာမင်အဲ့ဒါဟာမင်္ဂလာဆောင်ပွဲကိုဝတ်ရတဲ့အဝတ်တစားအာမင်နောက်တစ်ခုဆက်သွားလိုက်မယ်နှိမ်ချခြင်း တစားတဲ့ကဲတင်ခြင်းတစားเนาะနေ့တိုင်းတခင်ဖျားရဲ့ကဲမခြင်းခံစားရတဲ့ကဲတင်ခြင်းတစားသခင်ကို ခွင့်ပြုခြင်းဖြစ်တယ်နေ့တိုင်းဖျားရဲ့ကဲမခြင်းအဲ့လည်းပဲဖျားတစားဆင်ပြီးနေတဲ့အရာတစ်ခုဖြစ်တယ်နေ့တိုင်းကျွန်တော်လေးနေ့တိုင်းကဲမခြင်းလိုအပ်တယ်เนาะမဟုတ်ကြည့်ကျွန်တော်ရဲ့စိတ်ပုတ်ကနေကဲမခြင်းလိုအပ်တယ် ူတစ်ပါးတွေကိုကြည့်ရင်အကောင်းမမြင်တဲ့အရာကနေကဲမခြင်းလိုအပ်တယ်။ဟိုအပြင်မှာ accident ဖြစ်တာကနေကဲမရုံမကဘူး။ကျွန်တော်တို့ရဲ့အသွင်းထဲမှာဘာမှမသိတဲ့အတ္တမမာနကနေလည်းပဲနေ့တိုင်းကဲမခြင်းခံစားဖို့လိုအပ်တယ်။အာမင်။ဒါကြောင့်နောက်တစ်ခုကနှိမ်ချခြင်းတစားဒီနေ့ဖယားသားသမီးတွေရဲ့တက်တာမှာနှိမ်ချခြင်းဆိုတာခရစ်တော်ကိုယ်တော်တိုင်ဖြစ်ပါတယ်။ ဒီနေ့ခရစ်တော်ကိုတော်တိုင် ကျွန်တော်အထဲမှာအသက်ရှင်တဲ့အခါကျမှအဲ့ဒီနှိမ်ချခြင်းတစားဒီနေ့အဲ့ဒါပါလေတတို့သမီးတယောက်ကိုတစားဆင်ပေးနေတဲ့အရာထပ်ပြောခြင်းနဲ့ချစ်ချင်းမြတ်တာတစားအဲ့ဒီချစ်ချင်းမြတ်တာဆိုတာလည်းပဲခရစ်တော်ကိုတော်တိုင်ပဲဖြစ်တယ်သူကိုယ်တိုင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတစားဆင်ပေးနေတာကိုကျွန်တော်တို့တတို့သမီးတယောက်အနေနဲ့ကျွန်တော်တို့လက်ခံဖို့လိုအပ်တယ် ကျွန်တော်တရားချင်းစီတိုင်းကသခင်ရဲ့တစားဆင်ပေးခြင်းကိုကျွန်တော်ဘာလို့ဘို့လွားလဲတဘောတူဘို့လွားတယ်ဒီနေ့ကျွန်တော်တဘောမတူဘူးကျွန်တော်စနမရှိဆိုဘယ်လိုသခင်ကကျွန်တော်တို့ကိုတစားဆင်ပေးမလဲကျွန်တော်တို့ကသခင်ရဲ့တစားဆင်ပေးခြင်းမခံရဘူးဆိုရင်တရက်ကြာရင်သခင်လာခေါ်တဲ့အခါမှာဘလို့မင်္ဂလာပွဲဝင်မလဲပြောပါဘလို့မှမင်္ဂလာပွဲဝင်နိုင်စရာအကြောင်းမရှိဘူး မင်္ဂလာပွဲတို့ဝင်တာဟာတဲ့ခုနကျွန်တော်ဖတ်တဲ့အတိုင်းပဲထိုမိမသည်စင်ကြယ်ပြောင်းလက်တော်ပိတ်ချောကိုဝစ်ဆင်ရတဲ့အခွင့်ရှိတယ်ထိုပိတ်ချောမှုကတဲ့တန်ရှင်းသူတို့ရဲ့ဖြောင်းမတ်ခြင်းဖြစ်တယ်ကောင်းကင်တမန်ကလည်းတဲ့တိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲတို့ခေါ်ဖိတ်ခြင်းကိုခံရတော့သူတို့ဒီမင်္ဂလာရှိပါれအာမင် ီနေ့ချစ်တော်မိသားစုအင်္ဂါဝင်တယောက်ချင်းစီတိုင်းဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုမင်္ဂလာရှိတော်သူဖြစ်စေခြင်းနဲ့တိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲတဲ့ကိုခေါ်ဖိတ်ခြင်းခံရတော်သူဖြစ်စေခြင်းတော့ကြောင့်တခင်ကကျွန်တော်တို့ကိုအခုပါလို့ပေးနေတယ်အခုရယူပေးနေတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းပညာမဲ့တော်တို့သမီးကဲ့သို့မဖြစ်နဲ့နော် ပညာမဲ့တော်တို့သမီးဆိုတာမိမိရဲ့အတ္တတာကိုပြင်ဆင်ခြင်းမရှိသခင်ရဲ့နော်ခုနပြောတဲ့တရားစင်ပေးခြင်းကိုဆန္ဒမရှိလောကမှာမိမိရဲ့စိတ်တက်နဲ့အသက်ရှင်ခြင်းလောကမှာမိမိရဲ့သွေးသားနဲ့သွာလာခြင်းဝိညာဉ်အရာကိုမရွေးယူတတ်ဘူးလောကမှာအခုမြင်ရတဲ့ဒတင်က အတွက်ပဲစိတ်ရှိပြီးမှမြင်ရတဲ့သွေးသားနဲ့ပဲအသက်ရှင်တော့ကြောင့် တရက်တခင်လာခေါ်တဲ့အခါမှာကြံခဲ့တာတတို့တမီဖြစ်ပေမဲ့ကြံခဲ့တာဘာကြောင့်မို့လဲအစင်တင့်မဖြစ်လို့စတော်မီတာစုဒီနေ့ကျွန်တော်တို့တယောက်ဂျင်းစီတိုင်းဟာအစင်တင့်ဖြစ်တော်တို့တမီပညာရှိတော်တို့တမီဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ကိုတခင်ကိုတော်တိုင်ကပြင်ဆင်ပေးနေတယ်တခင်ကိုတော်တိုင်ကကျွန်တော်တို့ရဲ့အသက်တာအထဲမှာအိမ်ဆောက် ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ပညာရှိတတို့တမိထဲမှာကျွန်တော်တို့ကိုတခင်ဖျားကနော်တာဝန်ဝတ္တရားနှစ်ခုပေးပါတယ်။ပထမတစ်ခုကဘာလဲဆိုရင် vertical လို့ခေါ်တယ်အထက်အောက်အထက်အောက်ဆိုတာမိမိကိုချစ်ပြီးကယ်လွတ်ကျွေးမွေးနေသည့်ဖျားအပေါ်သစ္စာစောင့်ခြင်းလက္ခဏာကိုပြောခြင်းဖြစ်တယ်ကိုကိုချစ်ပြီးမှကယ်လွတ်တဲ့တခင်ကို ပြန်လဲချစ်တော်အသက်တာသခင်အပေါ်မှာသခင်ရဲ့မြတ်တာနဲ့ပြန်လဲတုံ့ပြန်တော်အသက်တာအဲ့ဒါအထက်အောင်အဲ့ဒါစစ်မှန်သောယုံကြည်သူဒီနေ့ကျွန်တော်တို့သခင်ရဲ့အထက်အောင်စီစဉ်ပေးခြင်းကိုခံရတဲ့အခါမှာကျွန်တော်အထဲမှာသခင်ရဲ့အသက်နဲ့ကြွယ်ဝလာကျွန်တော်အထဲမှာသခင်ရဲ့အသက်ကိုစီစဉ်ပေးခြင်းမရှိဘူးဆိုရင်ကျွန်တော်ဘယ်လိုသူတော်တို့သွားစီစဉ်မလဲ တတိထားပါကျွန်တော်တို့အုံနောက်ကနေပြောတဲ့အရာက သူတပားရဲ့အုံနောက်ထဲမှာပဲရောက်မတူဖခင်ရဲ့စီစဉ်ပေးခြင်းကိုကိုယ်တိုင်ခံစားရတဲ့သူက အတွင်းထဲကနေကိုကိုယ်တိုင်ခံစားရတဲ့ခါမှာအဲ့ဒီကိုအထဲမှာတက်တည်ဖြစ်နေတဲ့ဖခင်ရဲ့အသက်နဲ့တဘောတဘာဝကျွဲဝလာတဲ့ခါမှာအဲ့ဒီအထဲကနေပြန်လဲစီစဉ်လိုက်တဲ့ခါမှာသူတပားတည်းရဲ့အသက်တာထဲမှာ life changes အတ္တတာပြောင်းလဲခြင်းဖြစ်စေဒီကနေပြောတဲ့ဥစ္စာမို့အတွင်းအတ္တကနေစီစဉ်တဲ့အရာကသူတစ်ပါးရဲ့အတ္တတာမှပြောင်းလဲခြင်းဖြစ်စေအာမင်ဒါကြောင့်အထက်အောက်ရှိသလိုရေပြင်းကြီးအဲ့ဒီရေပြင်းကြီးကဘာလဲလို့ပြောတဲ့အခါမှာအဖရဲ့မိသားစုသားသမီးများဒီမိမိရဲ့ညီကိုမောင်နှမများဖြစ်ပါတယ်တဲ့သူတို့ကိုလှုပ်ချွေးဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တို့သမီး ပညာရှိတဲ့သူတို့သမီးတွေကအတ္တမဆန်ရကိုကိုယ်တိုင်စားသုံးရတဲ့အဥ္စာကိုပြန်လဲပြီးမှသူတစ်ပါးတွေကိုစီစဉ်ခြင်းကအဲ့ဒါကဖယားရဲ့အတက်ကိုသူတစ်ပါးတွေရဲ့အတက်တာအထဲထဲမှာကိုအားဖြင့်စီစဉ်လိုက်တဲ့အခါမှာသူတစ်ပါးတွေဖယားရဲ့ကောင်းမြတ်ခြင်းကိုမွေ့လျော်ရတဲ့အခါမှာကောင်းကင်အဖဘလောက်ကြည်နတ်တယ်လေဘလောက်နစ်တဲ့အားရဖြစ်တယ်လေဒါကြောင့်မို့ယောဟန်ကိုရိုတိုင်က တစ်ရောအခန်းကြီးတစ်အပိုက်ငယ်သုံးထဲမှာပြောတဲ့အတိုင်းပဲငါတို့ဟာတဲ့ခမီးတော်ဖျားနဲ့လကောက်တားတော်ယေရှုခရစ်တော်နဲ့လကောက်မိတ္တဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍တဲ့သင်တို့ဒီငါတို့နဲ့မိတ္တဟာယဖွဲ့စီခြင်းကငါတို့ကြားမြင်ရတဲ့အရာကိုမင်းတို့ကိုတွင်တင်ပြောပြမယ်အာမင်အသက်မိတ္တဟာရရှိတဲ့အခါကြမှာပဲဖခင်ရဲ့အသက်ရဲ့စီစဉ်ပေးခြင်းအဖြစ ကျွန်တော်တို့ကသူတစ်ပါးလေးကိုပြန်လဲမိတ္တာဖြစ်တဲ့ခါကြောင့်အဲ့ဒီအသက်ရဲ့စီစဉ်ခြင်းဖြစ်သွားတယ်။လောကမှာမိတ္တာဟာရအတိုင်းအသက်မိတ္တာဟာရမဟုတ်ဘူး။လောကမှာဝါတီမိတ္တာဟာရရှိတယ်။လောကမှာဘောပွဲမိတ္တာဟာရရှိတယ်။အာကစားနဲ့ပတ်သက်ပြီးမှမိတ္တာဟာရ။တဟာရတွေအများကြီးရှိတယ်။တချို့ကလောင်းကစားနဲ့ပတ်သက်ပြီးမှတဟာရ။ဒီနေ့အသက်မိတ္တာဟာရက မေတ္တာဟာယတိုင်းမှာတောင်မှဖရာရဲ့အသက်စီစဉ်ပြီးခြင်းကိုကိုယ်တိုင်ခံစားရပြီးမှအဲ့ဒီအထဲမှာကိုယ်တိုင်မွေ့လျော်ဝမ်းမြောက်ပြီးမှ ကိုယ်တိုင်ဖရာတခင်ရဲ့ကြွေးမွေးခြင်းကိုခံစားရတဲ့အခါမှာကိုယ့်ရဲ့အတ္တအာဖြစ်ဖရာရဲ့သားသမီးတွေရဲ့တရမပြန်လဲစီးထွက်လိုက်တဲ့ဥစ္စာကပါလေတခင်ရဲ့အသက်ကိုရှူထုတ်ခြင်းလည်းဖြစ်တယ်ကိုကိုတိုင်းရှူသွင်းလိုက်ရောမကောက်ပြန်လဲရှူထုတ်တဲ့အခါသူတစ်ပါးတည်းရဲ့အတ္တမှာ ကောင်းကြီးဖြစ်စေတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ပြင်ဆင်ခံရတဲ့တို့တမီရဲ့သူ့ရဲ့ပန်းတိုင်ကပါလဲဆိုရင်မင်္ဂလာပွဲတက်ဖို့အတွက်ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုကုတ်ကုတ်မေးဖို့အတွက်ဖြစ်တယ်မင်္ဂလာဝတ်စုံသခင်ချုပ်ဆက်ပေးနေတာကို ကျွန်တော်ခံရပြီလားကျွန်တော်လက်ခံယူနေရလားကျွန်တော်ရဲ့အသက်တာအထဲမှာ စင်ကြယ်ပြောင်းလက်တဲ့ပိတ်ချော်သခင်ကျွန်တော်ကိုချုပ်ဆက်ပေးနေတာကိုကျွန်တော်လက်ခံရလားဝန်ခံရလားကျွန်တော်စူးစားလို့မရဘူးနော်ဒီစကလုံးအရင်ရေးကြည့်တယ်ဖခင်ကကျွန်တော်တို့ကိုစူးစားခဲနာမို့ဖခင်ကကျွန်တော်တို့ကိုသူလှုပ်ပေးတာကိုကျွန်တော်တို့ကလက်ခံကြိုးဆိုရတာစူးစားလို့ဘာမှမဖြစ်ဘူးကျွန်တော်တို့က ကျွန်တော်တို့ရဲ့အသက်တော်မှာအဲ့ဒီဖျားလှုပ်ပေးတာကိုဒါကြောင့်ဖျားအိမ်ဆောက်တယ်လို့လည်းပြောတယ်ဖျားတခင်တစားဆင်ပေးတယ်လို့လည်းခေါ်ကျွန်တော်တို့အများကြီးသုံးလို့ရတယ်အဲ့ဒီအရာကို ကျွန်တော်ကတဘောတူဖို့ဝန်ခံဖို့ Yes Lord တခင် Yeshua ျွန်တော်အထဲမှာဆောက်ပြီးနေတဲ့အတွက်ကိုတော့ကိုဝန်ခံပါတယ်ဝိညာဉ်ထဲမှာသခင်ကို အမြဲတမ်းဝန်ခံတဘောတူလေအသက်ရှင်တော်တာသမီတွေဖြစ်ပါစေလို့ပြင်ဆင်ခံရတဲ့တတို့သမီထဲမှာစာတုံးရတဲ့အရာကိုစီစဉ်ခြင်းဖြစ်ပါတယ်ဘုရားသခင်ဆက်လက်အလင်းပေးပါစေအာမင်